ီတောင်စုသမရမြန်မာနိုင်ငံတော်မြို့သားညီညွတ်ရေးအစိုးရအလုပ်သမားဝန်ကြီးဌာနကြေညာချက်အမှတ်1မြင်းဆောင်2024 1385ခုနှစ်ပြည်သူလဆုတ်17ရက်2024ခုနှစ်ဖေဖော်ဝါရီလ5ရက်ဂျမ်ဘတ်စစ်ကောင်စီနဲ့လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည့်မြမပြည်ပအလုပ်ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမြမ Overseas Employment Agency Association MOEAA မြန်မာပြည်ပအလုတ်ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF ရခိုင်အမိဟောင်းအားအပီးတိုင်းဖြတ်သိမ်းကြောင်းကြေညာချက်ပိုက်တပြည်ရင်းပြည်ပအလုတ်ကိုင်ကျိုးဆောင်အေဂျင်စီများအနေဖြင့်မြန်မာဒီမိုကရေစီအရေးလှုံ့ဆော်မှုတွင်ပူးပေါင်းပါဝင်ကြရန်မြို့သားညီညွတ်အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန်နှင့်လူ့သမားများအားအကဝေပေးရန်မြို့သားညီညွတ်အစိုးရလူ့သမားဝန်ကြီးဌာနမှအကြိမ်ကြိမ်တိုက်တွန်းဖိတ်ခေါ်ခဲ့ပြီးဖြစ်တော်လဲ။ မြန်မာပြည်ပအလုပ်ကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမြန်မာ Overseas Employment Agency Association MOEAA မြန်မာပြည်ပအလုပ်ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF ရခိုင်အမိဟောင်းနေဖြင့် agency များ၏အလုပ်သမားများပေါ်ဝန်ဆောင်ကအစမတန်ကောက်ယူခြင်းလုပ်ငန်းခွင်သို့ရအောင်မပို့ဆောင်ခြင်းအလုပ်သမားခွင့်ရချိုးဖောက်ခံရမှုများကိုဖြေရှင်းဆောင်ရွက်ပေးမှုမရှိခြင်းစသည့် ဥပဒေမဲ့လုပ်ရည်များကိုစီးကျက်မှုမရှိဘဲချမ်ပန်စစ်ကောင်စီနှင့်ပူးပေါင်း၍ဆေးအာဏာရှင်စနစ်တည်မြဲရေးအတွက်တက်ကြွစွာပူးပေါင်းဆောင်ရွက်နေပြီးလူခွေချိုးဖောက်မှုများလူမျိုးရုံးတိုက်ဖျက်မှုများလူသားမျိုးနွယ်ပေါ်ကျူးလွန်နေသောဆရာဆွေးမှုများကိုအားပေးအားမြောက်ပြုသည့်အနေဖြင့်စစ်ကောင်စီအားငွေကြေးများထည့်ဝင်ထောက်ပံ့နေခြင်း စကောင်စီ၏နိုင်ငံသားငွေရေးပေါ်လိုအပ်ချက်ကိုဖြည့်ဆည်းပေးရန်အတွက်မြန်မာရွှေပြောင်းလုံသမားများ၏ချွေးနှဲစာကိုမတရားဝင်ငွေကွန်အခွန်နှစ်ထက်ကောက်ခံခြင်းနဲ့လုံအားကား၏25ရာခိုင်နှုန်းအားမိသားစုထံလွှဲပို့ငွေအဖြစ်စစ်တပ်ကစီစဉ်ထားသည့်နီလန်တိုင်းအတင်းအကျပ်ဖိအားပေးလွှဲပြောင်းစေခြင်းစသည့်မတရားမိန့်များကိုတက်ကြွစွာအကောင့်ထဲပေါ်နေခြင်းစကောင်စီထံစီစဉ်သည့်နိုင်ငံခြားငွေများအားအယက်သားပြည်သူများကိုလေကြောင်းမှတိုက်ခိုက်နိုင်ရေးလေရင်စီတင်သွင်းရန်နှင့် လက်နက်ခဲယမ်းများဝယ်ယူဖြစ်တင်နိုင်ရဲ့အတွက်အဓိကအသုံးပြုနေသည်ကိုသိလျက်နှင့်မြန်မာပြည်သူလူထု၏ဒုက္ခအားမျက်ကွယ်ပြု၍ချမ်းမတ်စကောင်းစီထံသွေးစွန်းဝေဖြင့်လွှဲပြောင်းပေးအရန်တက်ကြွစွာပူပေါင်းဆောင်ရွက်လျက်ရှိကြောင်းစစ်စစ်တွေ့ရှိရပါသည်ပိုင်းနှစ်တို့ဖြစ်ပါ၏မြန်မာလူထုမားများကိုအကာအကွယ်မပေးဘဲဆေးအာဏာရှင်စနစ်တည်မြဲရေးအတွက်ဇမ္မစစ်တပ်နှင့်တက်ကြွစွာပူးပေါင်းဆောင်ရွက်နေသော မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမြန်မာ Overseas Employment Agency Association MOEAA မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF ရခိုင်အမည်ဟောင်းအားမတရားအသိဖြင့်သတ်မှတ်ပြီးပြည်တိုင်းဖျက်သိမ်းလိုက်ကြောင်းကြေညာအပ်ပါသည်အပိုင်၃ပြည်ပအလုပ်အကိုင်ကျိုးဆောင် Agency များနေဖြင့်ရွှေပြောင်းအလုပ်သမားများပေါ်ဝန်ဆောင်ကအစမတန်ကောက်ယူခြင်းလုပ်ငန်းတွင်သို့ရောက်အောင်မပို့ဆောင်ခြင်း လုံသမားခွင့်ရေးချိုးဖောက်ခံရမှုများကိုချိန်နှင့်တပြင်းညီလိုက်ပါဖြည့်ရှင်ဆောင်ရွက်ပေးမှုမရှိခြင်းစသည်တို့အပြင်မြမရွှေပြောင်းလုံသမားများ၏ချွေးနှဲစာမှာဂျမ်းမစစ်ကောင်စီပေါ်ဝင်ငွေခွန်ပေးဆောင်ရွက်နှင့်ဂျမ်းမစစ်ကောင်စီအကျိုးဖြစ်ထွန်းစေမည်နီလန်းဖြင့်မိသားစုထံငွေလွှဲပို့ရန်အတင်းအကျပ်ဖိအားပေးစေခိုင်းခြင်းပြုလုပ်လာပါကမြေပြင်စီးရင် blacklist သတ်မှတ်ပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်တရားစွဲဆိုအေးအေးယူသွားမည်ဖြစ်ကြောင်းထပ်မံတရီပေးလိုက်သည် 罗马刹那产生你农业社会。